လူကာ16မှာဗောနသေးနဲ့လာဇရုအကြောင်းကိုပြောထားတယ်ဗောနော်။နှစ်ယောက်စလုံးကတော့လောကကြီးမှာအသက်ရှင်ခဲ့တယ်။ဒါမဲ့တော့ဒီလာဇရုဆိုရဲဆင်းရဲသားဗောနော်။သူကြတော့သူသေတဲ့ခါမှာတဲ့ကောင်းကင်ငွေနှစ်ပါးနှစ်ပါးကြတော့သူ့ကိုလာခေါ်ပြီးမှအာဗြဟံရင်ငွေနဲ့မှထည့်ပေးလိုက်တယ်။ဟိုကောင်းကင်ဘုံမှာဗောနော်။ထမ်းတာတဲ့သထေးကြတော့မီးလောင်နဲ့ငရဲတဲ့ကိုယောက်သွားတယ်လို့ပြောတယ်ဗောနော်။သူတို့နှစ်ယောက်ကြားမှာလဲကြောက်ကြီး ကြီးကြီးခြားရတယ်တယောက်နဲ့တယောက်ဆက်သွယ်လို့မရအောင်လေနော်ပြီးတော့ဒါဘာပြောချင်လဲဆိုတော့သေပြီးတာနဲ့ကောင်းကင်ဘုံကိုတန်းရောက်တာတို့ငရဲကိုတန်းရောက်တာတို့ကိုဆို့လို့ရလာပါအဲ့ဒါလေးနည်းနည်းပြောပြပါယေရှုခရစ်တော်ရဲ့တာဝန်ကဘာဦးကနေစပြီးတော့နက်နဲတဲ့ပုံဥပမာတွေကိုပြောပြမယ်ဆိုတဲ့အတိုင်းပဲ ဒီဟာကပုံမှန်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တေပြီးွားရီထားတော့တယောက်ကကောင်းငင်နိုင်ငံရေးရောက်ပါတယောက်ကငရေရောက်ွားရီထားတော့သူတို့နှစ်ယောက်ကအလင်မှာကြောက်ချပြီးတော့တယောက်နဲ့တယောက်ကမြင်လဲမြင်ရသေးတယ်။စကားကြီးလည်းပြောလို့ရတယ်။တယောက်ကလည်း complain တွေတက်နေ။ခါဖရဲသခင်ကသူ့ကိုလွတ်လိုက်ပြီးတော့ပြောလိုက်မယ်လို့ဆိုလို့ရှိရင်တေတဲ့သူကရှင်မြန်တက်မြောက်ပြီးပြောမယ်ဆိုလို့ရှိရင်သူညီကိုတွေကဲတင်ချင်းရမှာပေါ့ဆို complain တွေတက်နေ။အဲ့လိုမျိုးသား complain တိုင်းအာဘရန်လည်းနားကြီးတယ်။ဒီ last အာဘရန်ရှင်ကွင်မှာရှိတဲ့သူတွေလည်းနားကြီးတယ်။တယောက်ကသူတွေကလည်း on နေမယ်။အပေါ်ကလူတွေကလည်းစိတ်မချမ်းသာ။အောက်ကလူတွေကလည်း oh hit ။အလင်မှာကြောက်ချပြီးမယ်လေ။ကြောက်ကနင်းနင်းလေးဖြစ်နေ။တယောက်နဲ့တယောက်ကတကယ်တော့ကြောက် ောက်နင်းနီးလေးတာဆိုလေကားထိုးပြီးတော့သွားလို့ရတယ်။ဒါပေမဲ့အဲ့ဒါကကြာပုံဥမာဆိုလို့ဒါပဲကျွန်တော်ဒါငါးခုမြောက်ပုံဥမာယေရှုခရစ်တာပထမဆုံးမှာလိမ္မာတော့တိုးရဲ့တားရဲ့ငွေတင်းကားရဲ့နောက် တစ်ခုကဗန်နာဇိုးရဲ့နောက်ဆုံးတစ်ခုကကျတော့အခုတထိန်နဲ့လာစတွေ့ငါးခုမြောက်ပုံဥမာပြောတာ။ဘာကြောင့်လဲပုံဥမာဖြစ်လဲဆိုလို့ရှိရင်နံပါတ်၁ကကျတော့နံပါတ်အတိအကျမပြောဘူးတထိန်လို့ပြောတာ။ပြီးလို့ရှိရင်နီမောင်းနဲ့ကပလာအဝတ်ကိုဝတ်ပြောကာမကွန်ခန်းစားတာနံပါတ်၁နံပါတ်၂ကကျတော့လာဇရုလို့နံပါတ်တော့အတိအကျရေးထားတယ်။ဒါပေမဲ့လာဇရုကအနာရောဂါဖြစ်ပြီးတော့တေတာတော့မှန်တယ်။ဒါပေမဲ့တထိန်ရဲ့ဒီအိမ်ရှိမှာ သူကစနုပ်စပောက်တွေစားနေရတယ်ဆိုတာကပုံဥမာဖြစ်တယ်။ဒါကြောင့်ဘာကြောင့်ဆိုတော့လာဇရုကဘဲတထေးရစ်အိမ်ရှိမှာမစနုပ်စပောက်စားမှာမာရီရဲ့မာတာသူ့ကိုကြွေးနိုင်တယ်ယေရှုခရစ်တော်နဲ့တပည့်တော်တွေကမာရီနဲ့မာတာကြီးမှာသွားစားနေကြတာ။အဲ့တော့ဒါကပုံဥမာဖြစ်တယ်။နောက်တစ်ခုကကျတော့တေဝါပြီးတဲ့ကမှာချက်ချင်းလာဇရုကိုကောင်းကင်တမန်နှစ်ပါးကကောင်းကင်ကိုခေါ်ဆောင်သွားတယ်ဆိုတာလေယေရှုခရစ်တော်သူ့ရဲ့တမန်တွေကိုဆေးလို့မြေကြီးလေးမျက်နှာမှာရှိတဲ့သူတွေကိုထမြောက်မယ်ဆိုတာဒုတိယအကြိမ်ပြန်ကြွလာမှာဒါကကျတော့လေပုံဥမာဆောင်ထားတာ။ပြီးတော့အာဘရာဟင်ကို ရောက်သွားရဲဆိုတာကလည်းအာဗြဟံဆိုတာကလည်းနောက်ဆုံးတော့ကာလမှာထမြောက်မှာဇာဝိတ္တမှာမထမြောက်သေးဘူးအာဗြဟံနဲ့အတူရှိမဲ့အချိန်တွေလည်းခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမှာဖြစ်တယ်ဒါကြောင့်မလို့ပေါင်းမှာနမတ်၃ချက်ဖြစ်နေနမတ်၄ချက်ကတထိယသေဝါပြီးမရဏာဆိုတဲ့အရက်ကိုရောက်သွားပြီးတော့ဘယ်ရောက်သွားဆိုတော့ငရဲမှာပြင်းသွားမြေငရဲခံရတယ်ဒီကပ္ပာကြီးကိုဖျားသိခင်နောက်ဆုံးတော့ကာလမှာမှာမီးရှို့ဖို့နှုတ်ကပတ်တော်အပြင်တိမ့်ထားလို့ပေတရုမှာပြောတယ်ဒါကြောင့်မလို့ဒီကပ္ပာကြီးကလည်းနောက်ဆုံးတော့ကာလမှာမီးလာမှာဒါကြောင့်မလို့ဓာတ်လည်းပေါင်းမှာစောင့်ထားတယ်နမတ်၅ချက်ကတော့တယောက်နဲ့တယောက်မြင်းနေရတယ်မြင်းနေရတဲ့ကကျတော့အဖအာဗြဟံရင်ွယ်ကိုလှမ်းမြော်ကြည့်ပြီးတော့အော်တထိ ဲပါလို့နဲ့အဲ့တော့မြင်နေရတယ်ဆိုတဲ့ကိုကမဟုတ်တော့ဘူးဘာကြောင့်တယောက်နဲ့တယောက်ယေရှုခရစ်တော်ကြိမ်ကြီးနဲ့အမင်္ဂလာတွေပယ်ရှင်းဖို့လာတယ်ဒီလိုမျိုးမြင်နေရပြီဆိုလို့ချင်းကိုကလည်းကိုမိပါတယ်ငရဲခံနေရတာစိတ်မကောင်းဟိုကလည်းအော်ဟစ်နေပြီဆိုအခြေအနေမကောင်းတော့နောက်ကကျတော့အော်ဟစ်နေနော်ကြားလိုက်ကြားနေတယ်ဒါတွေကမဖြစ်နဲ့ဘာဆိုတော့တေပြီးွားတဲ့သူနဲ့စကားမပြောရဘူးလူတွေရဲ့ဝိညာဉ်မမေးရဘူးတေတေပြီးတဲ့အခါကျလို့ရှင်ဖြစ်လာတဲ့လောကနဲ့မဆက်မသွယ်ရဘူးလို့ပြောတာဒါကြောင့်လို့ဆိုတော့ဒါတွေကအလိန်နေမလို့စားတယ်လက်ပြမှုတွေမလို့နောက်ကကျတော့နမက်၆အချက်ကကျတော့တထဲကြီးကငရဲခံတဲ့အခါမှာပြင်းစွာတော့ခံရမယ်တကူလုံးကမီး မလောင်မကျွမ်းသွားဘူးပြောမှဆိုအရေးမပြောကြပါဘူးဒါမှမဟုတ်ကျန်တဲ့မှာရက်ကောင် ေးရှိုးရရစ်ပလင်မှာပူလိုက်လိုက်ရစ်ကောင်ကသေသွားတယ်မီးကတော့လောင်နေမယ်ဒါကတော့ရုပ်တိရှိအခုကကြောတထေးကြီးကလည်းမီးထဲမှာခံနေရပြီမလောင်သွားမသေသွားပြီလို့ရှိရင်လာတို့လက်ဖျားလေးကရေဦးတိပြီကျွန်တော်ရှီကိုရှာဦးတို့ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်အေးပါလိမ့်မယ်ဆိုတော့အဲ့ဒါလည်းရုပ်တိမရှိဘူးလောင်ငရေခံနေရလက်ဖျားလေးနဲ့တို့ပေးလို့ဘယ်လိုလို့ဒီလာတို့ကလည်းသူကိုယ်တိုင်မှလောင်သွားပါမှာမဟုတ်လားသူတို့နှစ်ယောက်ကြားထဲမှာလည်းနှက်ဆော်တော့ယောက်ကြီးရှိတယ်လို့ပြောယောက်ကဘယ်လောက်နဲ့တယောက်နဲ့တယောက်စကားပြောတာကြားနေရပါတယ်ဆိုနေမှာပဲလေကားတဒါထိုးပြီးတော့သွားလို့ရတယ်အဲ့ဒီမှာတယောက်နဲ့တယောက်တဒါလေးထိုးပြီးတော့ကူးလို့ရတယ်အဲ့တော့ဒါကပုံဥမှာဆောင်းထားတာဒါပေမဲ့ယေရှုခရစ် တော့ဒါဘာပုံဥပမာဆောင်းလဲဆိုတော့သူရိတ်မိအောင်လို့အချက်နှစ်ချက်ကိုပြောတာနံပါတ်1ကအိုက်သထိန်မှာညီကိုပဏ္ဏရရှိဆုံး9ရောက်ရှိတယ်နံပါတ်2ကကျတော့လာစတုလို့နာမည်အတိအကျသုံးတာဒါဒါကြောင့်မလို့ကျွန်တော်ဒီပုံပမာကိုအရင်ဆုံးအတိအကျလို့ကျွန်တော်အစအဆုံးတစ်ချက်လောက်ပဲပြောပြရမယ်နံပါတ်1မှာကျတော့သထိန်ရတဲ့ညီမောင်းတဲ့အဝတ်ကိုဝတ်တယ်ကာမကောင်ခန်းစားနေတယ်လာစတုကကျတော့ဒီအနာရောဂါတွေဖြစ်ပြီးတော့သထိန်ရဲ့အင်းရှင်းမှာရှိတဲ့ တကားမှာပဲတုံတုံလဲပြီးတော့တထည့်ရဲ့စနုပ်စပောက်တွေစားရပါစေဆိုပြီးစိတ်ထဲမှာတောင်းတတယ်။တနေ့မှာတေးသွားတဲ့ခါမှာကျတော့ last row ကောင်းကင်တမန်နှစ်ပါးကချီဆောင်ပြီးတော့ Abraham ရင်ခွင်ထဲကိုပို့လိုက်တယ်။တထည့်ကြီးကျတော့လည်းတေးသွားပြီးတော့တချို့ချင်းခံလိုက်ရပြီးတော့ Marana နိုင်ငံမှာငရဲကိုရောက်သွားတယ်။တထည့်ကကျတော့ Marana နိုင်ငံမှာပြင်းစွာသောငရဲခံစားရတဲ့အခါမှာ Abraham ကိုသူကကိုရောတဲ့ ဒီလာဇရုရဲ့လက်ဖျားနဲ့ရေကိုနှစ်ပြီးတော့ကျွန်တော်ရဲ့ရှီကိုလာပြီးတော့ကျွန်တော်ရဲ့ရှာဖျားကိုတဲ့ထိလို့ရှိရင်ကျွန်တော်အေးပါလိမ့်မယ်လို့ပြောတဲ့အခါမှာအာဗြဟံလည်းတင်းတို့နဲ့ငါတို့နဲ့ကြားမှာတဲ့ကြောက်နဲ့ဆော်တော့ကြောက်ကြီးရှိတယ်တဲ့ငါတို့ကတင်းတို့ရှီကိုလာခြင်းမဲ့မဲ့လည်းမလာနိုင်ဘူးတင်းတို့ကလည်းငါတို့ရှီဘက်ကိုကူးခြင်းမဲ့လည်းမကူးနိုင်ဘူးတဲ့တတိယဂျလိုသာမှန်လဲဆိုလို့ရှိရင်တဲ့ကျွန်တော်မှာလည်းညီငါးယောက်ရှိတယ်တဲ့သူညီငါးယောက်ရှိတဲ့အရက်ကိုတဲ့လာဇရုရှင်မြန်ထမြောက်ပြီးတော့ပြန်သွားခိုင်းပြီးတော့ဒီလိုမျိုးတွေဖြစ်ပါတယ်ဒီလိုညောင်တရပါလို့ပြောခိုင်းပါလို့ပြောတယ် အာဗြဟံပြန်ပြောတယ်တင့်ရဲ့ညီကို၅ယောက်မှာတဲ့မောရှေကနေစပြီးပရောဖက်တွေစကားတွေရှိတယ်အဲ့ပရောဖက်တွေရဲ့စကားတော့ဒါမယုံရင်းနဲ့လာဇရုကရှင်ပြန်ထမြောက်ပြီးပြောလေတဲ့ယုံမှာမဟုတ်ဘူးတဲ့ဒါပေမဲ့တတိယက complaint တယ်မဟုတ်ဘူးတဲ့တရားတော်သူကရှင်ပြန်ထမြောက်ပြီးပြောရင်ယုံဘူးယုံမှာပဲတဲ့ဒီအာဗြဟံလည်းပြန်ပြောတယ်မဟုတ်ဘူးတဲ့ ပရိုဖက်တွေရဲ့စကားကိုဒါမယုံရင်းနဲ့တရားတော်သူကရှင်မြန်ထမြောက်ရင်လည်းယုံမှာမဟုတ်ဘူးလို့ပြောတာ။ဒါကိုယေရှုခရစ်တော်ပုံမှာစောင့်ရင်းပြောတဲ့အခါမှာနံပါတ်၁တစ်ချက်ကတထိန်မှာညီ၅ယောက်ရှိတယ်ဆိုတာ။အဲ့တထိန်ဆိုတာအိုက်ခင်မှာဘသူ့ကိုပုံဆောင်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုကွမြတ်တဲ့အကြီးကလူရယ်အန်နက်လို့ခေါ်တယ်။ Hebrew Annas ။ Annas မှာတား၄ယောက်နဲ့မိ၄ယောက်ရှိတယ်။စုစုပေါင်းအဲ့ဒါညီ၅ယောက်နဲ့ဆိုလို့တာ။သူ့ရဲ့တား၁ယောက်ပြီးတစ်ယောက်တစ်ယောက်ပြီးတစ်ယောက်၄ယောက်ဇက်တိုက်အထိသူကဒီဂျေဘရော့အရာကိုဆက်ခံတယ်။သူ့ရဲ့နောက်ဆုံးမိရလေဂျေဘရော့အရာကိုဆက်ခံတယ်။ဆက်ခံပြီးတဲ့အခါမှာသူတို့ရောဂျေရုဆလင်မြို့ရောပျက်စီးပြီးသူတို့လည်းတေသွားတယ်။ဒါကြောင့်မလို့ဒါ တထေး NS နဲ့သူရဲ့တားလေးရောက်နဲ့မီဒီယာကိုဆွလို့တာတထေးလို့အဓိကပြောထားတဲ့ကိုရကို NS လို့ထိုက်ရိုက်မပြောတဲ့ကိုကသူကနောက်တစ်ခုလည်းပုံဆောင်နေတယ် ဘာလို့ဆိုလို့လဲဆိုဂျူးတွေပုံဆောင်တာညီကို9ရောက်ဆိုတာကဂျူးတွေမှာချိန်ချင်း90ဆိုတာရှိတယ်။ဝက်ပြရချင်းအခန်းကြီး20နဲ့မှာ6မှာဆိုလို့ရှိရင်ငါစကားကိုနားမထောင်ဆိုလို့ရှိရင်ချိန်ချင်းပေးကို9ဆဆေလွတ်လိုက်မယ်။နားမထောင်သေးဘူးဆို9ဆဆေလွတ်မယ်။နားမထောင်သေးဘူး9ဆဆေလွတ်မယ်။နောက်ဆုံး9ဆဆေလွတ်တဲ့9ချိန်မြောက်လဲကြလိုက်ကြ။ဘာတွေပါပျက်စီးမယ်ဆိုဘိမ့်မန်တော်တွေပါပျက်စီးသွားမှာ။သူတို့ရဲ့ဘိမ့်မန်တော်တွေလည်းပျက်စီးမယ်သူတို့ကတဘာမျိုးတိုက်စီမှာကြုံခမ်းမယ်။အဲ့ဒီတိုင်မဲ့တထေးကြီးရဲ့ NS ကနောက်ထပ်ဆက်ခံတဲ့9ရောက်လက်ထပ်လဲပြီးလဲပြီးရောဂျူးတွေရဲ့ချိန်ချင်း90လဲအားလုံး တက်ရောက်သွားတယ်တက်ရောက်ပြီးဘာဘာပျက်စီးသွားဆိုတော့ဘိမှန်တော်ကြီးလည်းပျက်စီးသွားတယ်อืมအဲ့ဒါကိုဆိုလိုတာနောက်တစ်ခုကကျတော့လာဇရုလာဇရုကကျတော့ထိုက်ရိုက်နာမည်ကိုပြောထားတယ်ရှင်မြန်ထမြောက်တယ်လို့လည်းပြောထားတယ်လာဇရုကလည်းရှင်မြန်ထမြောက်အဲ့တုန်းကတော့လာဇရုကတကယ်လဲအဲ့လာဇရုဆိုလိုတာဖြစ်တယ်ဒါပေမဲ့ မတူတဲ့ချက်လေးရှိတယ်လာစရုကစနုပ်စပောက်တွေကိုစားဖို့တတိယအိတ်ရှိမှာတုံးလုံးနေတယ်ကျတော့မတူတော့ပြန်ဒါကြောင့်မို့လာစရုကအဲ့လာစရုဆိုလို့ဆိုလို့နောက်ထပ်ဘာကိုဆိုလို့လဲဆိုလို့ရှင်စနုပ်စပောက်နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတယောက်ကသူ့ရဲ့တမီးကိုအနာရောဂါငြိမ်းခိုင်းဖို့ယေရှုခရစ်တော်စီကိုလာတဲ့အခါမှာယေရှုခရစ်တော်ကတားရဲ့အစာကိုလည်းခွေးကိုလည်းကျွေးအပ်လာလို့ပြောတယ်ဟာမိမလည်းပြန်ပြောတယ်ခွေးဆိုတာလည်းစနုပ်စပောက်လည်းတော့စားအပ်ပါတယ်ပြောတယ်ဆိုလို့တဲ့ဘောက ဂျူးတွေဟိုပြောင်းလဲဖို့အတွက်ဂျူးတွေကဖျားသခင်သားပြန်ဖြစ်လာဖို့အတွက်နားမထောင်တဲ့ဂျူးတွေကိုအိမ်မင်္ဂလီပြောဖို့ယေရှုခရစ်တော်ဆေလွတ်လိုက်တာဂျူးတွေအတွက်အလင်းတရားရဖို့ဆိုပြီးတော့ဒါပေမဲ့အဲ့ဂျူးတွေ ကယေရှုခရစ်တော်ယုံလားဆိုတော့မယုံဘူးသူတွေကယုံဆိုတပားမျိုးသားတွေယုံတယ်ဒါကြောင့်မလို့တားရဲ့အစာဆိုတာဂျူးတွေရဲ့အစာကိုခရစ်တော်ပေးလိုက်ပြင်မယ်အဲ့အစာကိုဘသူကစားကျင်လဲဆိုတော့တပားမျိုးသားတွေကစားကျင်တယ်ဒါကြောင့်မလို့ယေရှုခရစ်တော်လည်းသူတို့ဘာနဲ့လိုင်းဆိုဖာရီရှဲတွေပြောသလိုပဲခွေးနဲ့နှိုင်းပြင်မယ်သူကဘာပြောလဲဆိုတော့စနုပ်စပောက်လောက်တော့စားနိုင်ပါတယ်လို့ပြောတဲ့ခါမှာယေရှုခရစ်တော်ကတပားမျိုးသားတွေယုံကြည်ခြင်းကိုတွေ့တဲ့ခါမှာဒီလိုမျိုးယုံကြည်ခြင်းနဲ့ဂျူးလူမျိုးတွေမှာတော့မသူမတွေ့ဘူးတဲ့အင်းဒါကြောင့်လို့ဆိုတော့တပားမျိုးသားတွေကလည်းသင်ဖျားသခင်ကိုယုံကြည်တယ်ဆိုလို့ရှိရင်ဂျူးလူမျိုးတွေသူတလုံးတက်ဝရဖြစ်ရမယ်လို့တရားတစ်ခုထဲမှာရှိရမယ်လို့တထုံးဆန်ထဲမှာရှိရမယ်လို့တပားမျိုးသား ထဲမှာပါတယ်အဲ့ဒီတိုင်းမှာတပားမျိုးသားတွေကိုစုလို့ရတာဒါကြောင့်မို့အဲ့မှာရှိတဲ့လာစတို့တွေဘာလို့စုလို့လဲဆိုတော့တကယ်လာစတို့လည်းစုလို့ရတယ်တပားမျိုးသားတွေလည်းစုလို့ရတယ်အားလုံးအစအဆုံးအကြောင်းအရာရှင်းပြမယ်မောရှိလက်ထက်ကနေစပြီးတော့ဂျူးလူမျိုးတွေကဘာဖျားသခင်စကားကိုနားမထောင်ဖျားသခင်ပြည့်ညတ်တော်တွေဖျားသခင် prophet ပြည့်ညတ်စကားကိုနားမထောင်နားမထောင်နားမထောင်တဲ့ကမှသူတို့ဘာဘလုံလက်ထက်တွေအပ်လိုက်တယ်ကြုံခံရတယ်ပြီးလို့ရှင်ဘာဖြစ်လို့ပါရှာတိမ်မှာပါရှာကိုဂရိယာတိမ်မှာဂရိယောမတိမ်မှာအခုယောမလက်ထက်ရောက်လာပြန်ပြီ ရောမတ်လက်ထက်ရောက်လာတဲ့အခါမှာ Prophet Future အနာဂတ်ကျမ်းတွေကိုဘယ်သူတွေကမယုံလဲဆိုတော့အဲဒီ Prophet တွေကလည်းမယုံ Farisee တွေကလည်းမယုံဇတုကဲတွေကလည်းမယုံဟုတ်လား Prophet Future အနာဂတ်ကျမ်းအတိုင်းပြန်ကြွလာတဲ့ Crypto ကိုတွေ့တဲ့အခါမှာယုံလားဆိုတော့မယုံပြီးတော့သူတို့ကနောင်တလန်းနေကိုသွေးဆောင်ဝင်မဲ့လဲသူတို့က Crypto စကားကိုမယုံတဲ့အခါမှာ Crypto ကဘလောက်တောင်တက်တေပြလဲဆိုလို့ရှိရင် Lazarus ပါရှင်းပြန်ထမြောက်ပေးလိုက်တယ်မေရှိယဖြစ်ကြအောင်ယုံလားဆိုတော့လေမယုံသေးပြန်မယုံတဲ့အပြင် Crypto ကမှသူတို့တက်ဖို့ရှာသေးတယ်อืม Crypto ကိုတက်ဖို့ရှာပြီးတော့ Crypto ကို နောက်ဆုံးသူတို့တက်လိုက်ကြတယ်တက်ကန်လေးကြတယ်မှန်သူတို့တက်တဲ့အသွေးရဲ့အပြစ်ကလည်းငါတို့အပေါ်ကျပါစေလို့တော့ပြောလိုက်သေးတယ်အဲ့ဒီတိုင်းမှာခရစ်တော်ကိုတက်လိုက်တယ်ခရစ်တော်ကိုတက်လိုက်ပြီးတော့ဒေဝဘိတန်ခံမလိုက်ခရစ်တော်ရဲ့တန်ရှင်သောဝိညာဉ်တော်အပြင်ဟောပြောတယ်တမန်တော်တွေရှိတယ်တမန်တော်ရဲ့စကားကိုလည်းအကျူးတွေယုံလားဆိုတော့မယုံမြင်အောင်အဲ့တော့တတိယ NFS လက်ထက်ကနေစ NS လက်ထက်ကနေစပြီးတော့သူ့ရဲ့ညီတာတာလေးယောက်လက်ထက်ကမီးလေးယောက်မီးလက်ထက်ကယုံလားဆိုတော့ မယုံအဲဂျူးတွေကမယုံတဲ့ခါကျတော့ဘယ်သူကယုံလဲဆိုလို့ရှိရင်တပားမျိုးသားတွေကျတော့အင်္ဂလိပ်ကြပါတပားမျိုးသားတွေကျတော့ယုံမြန်အောင်အဲယုံတဲ့တပားမျိုးသားတွေကိုလည်းသူတို့ကဒီဂျပရိုက်တွေကဘလူးတွေနဲ့ပူးပေါင်းလို့ရောမစစ်တဲ့နဲ့ပူးပေါင်းလို့ဒါတာသနာပြောရမယ်ဆိုလို့ရှိရင်တာသနာကိုဖျက်တယ်မေရှိယအစ်စ်ဘရင်အစ်စ်တင်မြောက်တယ်ဆိုတော့တပားမျိုးသားတွေကနှိတ်ကိုပြပြန်ဒီတားလေးယောက်နဲ့မီးတစ်ယောက်လက်ထက်လဲပြီးလဲပြီးလဲပြီးတော့သူတို့ခုနပြောထားတဲ့အချိန်ခရစ်တော်ကိုတတ်တဲ့သူရဲ့အပြစ်ကသူတို့အပေါ်ကြပါစေဆိုတဲ့အတိုင်းပဲသူတို့ရဲ့ဗိမ္မာန်တော်ကိုသူတို့ရဲ့ဒီဂျေရုဆလင်မြို့တွေမှာပရိပခဖြစ်တယ် အပ်ပါလဲဆိုလို့ရှိရင်ရေပရောဟိတ်အရာတွေအကုန်လုံးဖြုတ်ချပြီးတော့မေရှိဂျူးတွေကဘာကိုတင်းမြောက်ဆိုမေရှိရဲ့အသက်ကိုတင်းမြောက်တယ်ယောမစစ်တကဟာငါတို့ပုံကနဲ့တည်းကပေါ်ပေါက်လာပြီဆိုလို့ရှိရင်တိုက်တက်စ်ကဂျေရုဆလင်မြို့ကြီးကိုဖျက်ဆီးလိုက်တယ်ဖျက်ဆီးလိုက်တဲ့ခါမှာရေပရောဟိတ်တွေလည်းတည်သွားတယ်အဲ့မှာရှိတဲ့ဂျူးတွေလည်းအများကြီးတည်သွားတယ်ဒါကကျင့်ချင်း50လုံးကျူးတွေအတွက်ဝင်သွားတာဒါဆိုလို့ရှိရင်ဒါပုံဆောင်ချက်တစ်ခုပြီးပါပြီသူတို့ကလည်းနားမထောင်တဲ့အခါမှာနောက်ဆုံးမှာတည်သွားတယ်သူတို့ကနေတက်လိုက်တဲ့လာစတုအပါဝင်ယေရှုခရစ်တော်အပါဝင်ကျန်တဲ့ဒီမာတုရတွေအများကြီးရှိတယ်မာတုရအများကြီးလာတည်သွားတယ် သေသွားတဲ့အခါမှာအချိန်အကြာကြီးကြာပြီးတဲ့အခါမှာလာဇရုနဲ့ခုနဒီဖြောက်မတဲ့သူတွေကိုကြောယေရှုခရစ်တော်ဒုတိယကြိမ်ပြန်ကြွလာတဲ့အခါမှာရှင်မြတ်ထမြောက်ခွင့်ပေးပြီးတော့ကောင်းကင်ဂျေရုစလင်မြို့မှာစိုးဆန်တယ်အဲ့ဒါကိုဘာလို့ခေါ်ဆိုအာဗြဟံယင်ကွင်းလို့ခေါ်တယ်အာဗြဟံယင်ကွင်းဆိုတော့အာဗြဟံလည်းအတူရှိအဲ့အချိန်မှာကြာမှာထမြောက်တယ်ထမြောက်ပြီးတော့အခါမှာသူတို့ကတတိယအကြိမ်ပြန်ကြွလာပြီးတော့တန်လွင်တောင်ကြီးတန်လွင်တောင်အလယ်မှာရှိတယ်ပြီးလို့ရှိရင်တန်လွင်တောင်နှစ်ချမ်းကွဲပြီးတော့ဒီကဘာကြီးရဲ့အလယ်မှာရှိနေတဲ့အချိန်မှာဘေးဘက်မှာရှိတဲ့ ဒီခုနတထိအပါဝဲမတရားတဲ့သူတွေရှိတယ်။တေဝါပြီးွားအဲတေဝါပြီးတဲ့တထိပါဝဲသူရဲ့ညီငါရောက်ကိုအချိန်အကြာကြီးကြာတဲ့အခါမှာဘာလဲဒီတတိယအချိန်ပြန်ကြွလာပြီးတော့ခုနဂျေဆုတမျိုးတည်တဲ့အချိန်မှာရှင်မြတ်ထမြတ်ကွန်ပေးလိုက်တယ်။ပေးပြီးတဲ့အခါမှာသူတို့ဘာလဲဆိုတော့မြို့ထဲမှာရှိတဲ့ဖျားသခင်နဲ့ဒီ မြို့သားတွေကမြို့ပြည်မှာရှိတဲ့သူတွေတရားစီရင်မှာဖြစ်တယ်တရားစီရင်မဲ့အခါကြလို့ရှိရင်ဒါပေမဲ့အချိန်ကိုကာလကိုကြည့်လိုက်ခုနတေဝါပြီးတဲ့ကာလနဲ့ဒီကာလနဲ့ကြာတအားချားနေဒါကြောင့်မလို့အဲ့တော့ဘာလို့လဲနှက်စွာတော့ကြောက်ကြီးလို့ခေါ်တယ်တယောက်နဲ့တယောက်ကူးချင်မှတော့လဲကူးလို့ရစားကူးလို့မရတော့ဘာကြောင့်ဆိုသူတို့မတည်ခင်လှုပ်ပြီးပါတယ်အချင်းကသူတို့တစိမ့်ကပ်ပြီးသားဖြစ်သွားတယ်ဒီဖြောင်းမဲ့တဲ့လာစုရဲ့အဖွဲကကြတော့ မြို့ထဲမှာနေပြီးတော့ဖျားသခင်ရဲ့လူတွေဖြစ်ဖို့ပြီးလို့ရှိရင်တထဲကြီးနဲ့ခုနကသူ့ရဲ့ညီငါးယောက်နဲ့ဂျူးတွေဒီခရစ်ယာန်တွေကိုတတ်တဲ့သူတွေကြတော့လုံးဝမြို့ပြင်မှာရှိဖို့ဖြစ်သွားတယ်။ကန့်ကျမတစိမ့်ခတ်ပြီးသွားတယ်။အဲ့ဒီခါကျလို့ရှိရင်တရားစီရင်ပြီးွားလို့ရှိရင်မြို့ထဲမှာရှိတဲ့ဖျားသခင်တရားစီရင်ပြီးွားလို့ရှိရင်သူတို့ဖျားသခင်စီရင်မြေးကြပြီးသူတို့ဖျက်ဆီးမှာဒါမှမဟုတ်သူကတရားစီရင်တဲ့ခါကျရင် complaint တက်စရာရှိတယ်။ဖျားသခင်ကအဲ့ဒီတုန်းကလေဟိုလာစတို့ရှင်ပြန်ထမြောက်ခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ရဲ့ညီငါးယောက်ကဒီလိုငရေကြမှာမဟုတ်ဘူး။ complaint တက်เสียရှိတယ်။ဘုရားသခင်အိုက်ခါကြိုင်နဲ့ပြန်ပြောမှာမဟုတ်ဘူး။မင်းတို့ရဲ့ညီတွေက prophet ပြုတ်ချက်အနာဂတ်ကြံတွေကိုနားမထောင်လို့ဒါငရေတဲ့ကိုကြား။မဟုတ်ဘူး။ဟိုကလည်းရှင်မြတ်တရားတော်သူကရှင်မြတ်ထမ်းမြောက်ပြီးတော့ဒါနောင်တလန်းကိုတွေးဆောင်ပြီးပြောမယ်ဆိုငရေကြမှာမဟုတ်လို့ complaint တက်เสียရှိတယ်။ဒါကြောင့်မို့ဘုရားသခင်ကဘာဘာလုပ်လဲဆိုလို့ရှိရင်အဲ့လို complaint တက်မှာဆိုလို့အစော်ကြီးတဲ့ကိုကလာစလို့လေရှင်မြတ်တမ်းမြောက်ကွင်းပေးလိုက်တယ်ယေရှုခရစ်တော်ကိုယ်တိုင်လည်းရှင်မြတ်ထမ်းမြောက်ပြီးတော့ရှင်မြတ်ထမ်းမြောက်တဲ့အကြောင်းအရာကိုတမန်တော်တွေအားဖြင့် prof ဒီတပားမျိုးသားတွေအားဖြင့်တော့ဂျူးတွေပြောတယ်ယုံလားဆိုတော့ မရောဒါကြောင့်မို့သူတို့ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်ကာလကျလို့ရှင်ဘုရားခင် complaint တက်လို့မရတော့ဟုတ်အဲ့ဒါကြောင့်မို့ဘုရားခင်ဘာပြောလဲဆိုလို့ရှင်ဒါကြောင့်မို့ဘုရားတရားစီရင်တဲ့အခါမှာဘုရားခင်အောင်သွားပြီးတော့သူတို့အကုန်လုံးမှားပါတယ်ဆိုပြီးတော့အာဝင်ခံသွားတယ်ဝင်ခံပြောရမယ့်မယ်ခုနကကျွန်တော်အရင်တော့ပြောထားတဲ့သင်ခန်းစာမှာတကားတွေဖွင့်တာဂျေရုဆလင်မြို့တွေဝင်ခြင်းဝင်လို့ရတယ်ဒါပေမဲ့နောင်လာရလားဆိုတော့မရတော့ဘူးသူတို့ကအားလုံးစာရန်ကလှည့်ပြပြီးတော့ဂျေရုဆလင်မြို့ကြီးကိုဖျက်ဆီးပြီးတော့ဘုရားသခင်အပါဝင်တန်ရှင်းတဲ့သူတွေကိုဖျက်ဆီးဖို့သူကလှုပ်တဲ့အခါမှာဘုရားသခင်ဆီကနေမိရကြပြီးတော့အကုန်လုံးကိုဖျက်ဆီးလိုက်တယ် ဒီဟာကိုပုံဥမှာစောင်းထားတာဒါကြောင့်မို့ဒီပုံဥမှာဒီယေရှုခရစ်တော်ပြောထားတဲ့အထက်အားလုံးထဲမှာအနက်နည်းဆုံးပုံဥမှာဖြစ်တယ်အဲ့ဒီခေတ်မှာရှိတဲ့ဒီအနက်ဖတ်အနက်စ်နဲ့ညီငါးယောက်ကိုကိုစားပြုတာဖြစ်တယ်လို့သူရဲ့သားလေးယောက်နဲ့မိတစ်ယောက်ကိုစားပြုတာဖြစ်တယ်လို့လာစတို့လည်းကိုစားပြုတာဖြစ်တယ်လို့တပားမျိုးသားဒီဂျူးလူမျိုးတွေနဲ့တပားမျိုးသားတွေကနောက်ဆုံးသောကာလမှာဖြစ်လာမယ်ကန့်ကြမာကြီးတို့လည်း တရားစီရင်ခြင်းနဲ့ကိုစားပြုထားဖြစ်တယ်။ဘာကြောင့်ဆိုငရဲဆိုတဲ့အကြောင်းအရာပါလာပြီဆိုတော့ကွာခရစ်တော်နောက်ဆုံးတော့ကာလနဲ့ဆက်ဆက်ပြီးပြောတာ။ဘာကြောင့်ဆိုတော့စပားနဲ့ဂျုံနဲ့အဖြစ်ရောပေါက်စေဂျုံကြတော့နောက်ဆုံးမှာစုသိမ့်နိုင်မယ်အဖြစ်ကြတော့မီးရှို့နိုင်မယ်ဆိုတဲ့အတိုင်းပဲဒါကကန့်ချက်မှာအကြီးကိုဖျားသခင်ပုံဆောင်ထားဖြစ်တယ်ဆရာ။ဆိုတော့တော်တော်ကောင်းတဲ့နဲ့နည်းမှုပဲနော်။ဆရာဆရာနဲ့နည်းတဲ့ကြောက်အကြောင်းလဲပြောရစားတာအချိန်အရန်ကွာချပါလားပြောရနော်ကန်ချမနှစ်ခုကလည်းဘလို့မှပြောင်းပြန်ဆက်လို့မရပါဘူးနော်ဆိုတော့တော်တော်ကောင်းတဲ့အရာပဲ၃ယောက်လည်းမပြော၄ယောက်ပဲ၅ယောက်ပြောရတာဟာဒါသူ့ရဲ့ သူရဲ့ကျင့်ချင်း၅မျိုးလို့နဲ့ကျင့်ချင်း၅၀ပြီးတော့သူရဲ့ဒါသူတို့ထိတိမိမိကိုလည်းဆော်လဲဆော်ထားတယ်ပေးလဲသိထားတာပေါ့နော်ဒါတော့သူကမသိဘူးနော်မသိတော့သိမယ်ဒါမဲ့လက်မကန်လက်မကန်တကင်ကွတ်တဲ့စားဖယားမန်လည်းသိမှာပဲကျွန်တော်ကြည်ရတယ်လက်မကန်ဆိုတော့ရှင်မြန်ထမြောက်ရာလီများအကုန်တွေ့တာပဲဆိုတော့အာငါတို့မာပြီပေါ့နော်အဲ့နောင်တမရှိဘူးဘာသာလိုက်ပိတ်လိုက်လေပြောတယ်မပြောနဲ့ပတ်စံပေးပြီးရတယ်နော်ဟုတ်တယ်ဟောဒါသူတို့ရဲ့ယာစီမှာကြံသေးတယ်လေနော်ဟုတ်တယ်ဆိုတော့ဒါကျန်းစာလည်းမှလည်းပြောထားတယ်မလား တွေ့ကဒါပေမဲ့ကျန်းစာထဲမှာဗဇက်ပိတ်တယ်လို့ပါလားမပါပါနဲ့ဘာငွေပေးပြီးတော့နှုတ်ပိတ်တာပဲအဲ့လိုပါလားကျန်းစာထဲမှာအေးလေအဲ့ဒါကျန်းစာထဲမှာပါတာပဲနော်ကျန်းစာအမှန်တရားလေဒါဟိုဟိုအဆို့လေးတောင်မဟုတ်တကယ်ကိုလှုပ်တာဆိုတော့နော်ဟုတ်တယ်တကယ်လှုပ်တာဒီကောင်းတယ်နော်ရရဆက်ဆက်ပဲနော်ဟုတ်တယ်ကဲဟုတ်ပြီအခုမေခွန်း6ကြတော့လူက23ငယ်43မှာနော်ခရစ်တော်ကသေခါနီးမှာသူနဲ့အတူတစ်ဖက်မှာတစ်ချက်မှာနော်လက်ဝါကားထဲမှာသူနဲ့တူသေးတဲ့သခိုးနှစ်ယောက်ရှိရပါတော့နော်ဒါမဲ့သူရဲ့ တရားကိုကြားစစ်ပါပြောလဲဆိုတာသင်ဒီယနေ့ပင်ငါနဲ့တူပါရတိသူ့ဘုံမှာရှိလိမ့်မည်လို့ပြောထားတယ်ဗောနော်အဲ့ဒါဆိုရင်ခရစ်တော်နဲ့အဲ့လူဆိုးကအဲ့ဒီနေ့သေပြီးတာနဲ့ကောင်းကင်နိုင်ငံမှာအတူတူရှိသွားကြပြီလား